ဖော်ဘောမှာ celebrate သမ ्या အားလုံးပဲမင်္ဂလာပါဆိုတော့ Arsenal အသင်းကတော့ဒီ Bilbao အသင်းရဲ့ Summer Mix မှာ02နဲ့အနိုင်ရပြီးတော့ဒီ Champions League ပြိုင်ပွဲပေါ့နော်တရားစီ Champions League ပြိုင်ပွဲရဲ့အဖွင့်အနိုင်ပွဲကိုယူသွားပြီဆိုတော့ဒီ Arsenal ကဒီဒါပြေးခဲ့တဲ့ရာသီတုန်းကဒီ Continental ပေါ့နော် Europa Europa မှာဒီ heartbreak ဖြစ်ခဲ့တယ် semi final မှာဒီ champions ဖြစ်လာမယ် paris saint germain ကိုရှုံးပြီးတော့ ထွက်ခဲ့ရတယ်။ဥရောပအဆင့်မှာတဖြည်းနဲ့တန်းဝင်လာပြီးကျွန်တော် quarter final semi final ရောက်လာတယ်။ Real Madrid ကိုကြော်ဖြတ်တာမျိုးကိုမြင်လာရတယ်။ဆိုတော့ဟိုဒီရာသီမှာလည်းသူတို့ယုံကြည်မှုအပြည့်နဲ့ဒါခြေလမ်းစနိုင်ခဲ့တယ်နော်။ဆိုတော့ကျွန်တော်နေ့လယ်တော့ကပြောသူပဲ။ Arsenal ကချန်ပီယံစုကိုပြင်မထားတဲ့အဆင့်ကိုရောက်လာပြီ အာဆနယ်ကချန်ပီယံဆုကိုပြင်မှတ်ထားတဲ့အဆင့်ကိုရောက်လာပြီဆိုတာကအာဆနယ်ရောယူရောမယ်ကျန်တဲ့အသင်းတွေနောက်ဆုံးဘေးရောက်အဲ့လိုပြောချင်တာမဟုတ်အဲ့လိုချန်ပီယံဆုကိုပြင်မှတ်ထားတဲ့အဆင့်ဆိုတာကဒါလက်ရှိအနေထားရရယ်မက်ဒရစ်တို့ဘာစလိုနာဒီဘိုင်းမြူနစ်ပါရီစင်ဂျာမင်းလီဗာပူးဒီလိုအသင်းတွေနဲ့ဒန်းလူမျောလင့်နိုင်တဲ့အဆင့်ကိုရောက်လာလို့ဆိုလိုတာနောက်တစ်ခုကဒီဘွဲမှာဒါသူ့အသင်းမှာမာတင်အော်ရီဂါမပါဘူးဘူခါယူဆာကမပါဘူးဆိုတော့ဒီကစားသမားနှစ်ဦးမပါဘူးဆိုရင်အရင်က အရင်ကဆိုအဝေးရမဟုတ်ပြီးခဲ့တဲ့တရားစီနေရာစီလောက်ကတော့မှအာဆနယ်ဟိုဘယ်လောက်ထိဒီယုံကြည်မှုကျဆင်းသွားသလဲကစားပုံပျက်စီးသွားသလဲရလက်တွေအဟိုဆိုးသွားသွားသလဲဆိုတော့အားလုံးမြင်ခဲ့ရတဲ့အတိုင်းပဲလေအခု Oregon Bukayo Saka William Saliba Kai Havertz ဘန်ဟွိုက်ကတော့ထားပါဒီကစားသမားတွေမပါဘူးဒါပေမဲ့အာဆနယ်ကိုကြည့်ရတာလူစင်းကတောင့်တင်းနေတော့မယ် တောင်တင်းတဲ့အပြင်ကိုအခုဒီဘက်မှာဆိုလို့တကယ် classes away ဒီ wing ကိုရတာပေါ့နော် away wing နိုင်ဝဲကိုရတယ်ကစားတဲ့ပုံစံသူရဲ့ maturity သူရဲ့ resilience ဒါတွေအကုန်လုံးကိုမြင်ရတယ် first team ကဘလော့ကောင်းလဲဘေးလက်လောက်တယ်အရင်လူသားဝင်လာတဲ့ကစားသမားတွေကဂိုးတွေသွင်းတယ်ဆိုတော့ဒါကအသင်းကြီးတွေရဲ့ဒီစရိုက်လက္ခဏာပဲဆိုတော့ Arsenal နဲ့ပတ်သက်ရင်ကျွန်တော် ပြောချင်တာလေးလည်းရှိတော့เนาะအဓိကဟိုဒီဘွဲကဘယ်ဘောက်ကိုထားပါတော့တေးကြသည်ဖြစ်စေတကိုးနဲ့ကန့်နိုင်သည်ဖြစ်စေအရှုံးငယ်အောင်မှဒီပုံစံအခုဒီဘွဲမှာကစားတဲ့ပုံစံအတိုင်းပဲအစနယ်ကလည်းကစားနေဘယ်ဘောက်လည်းကစားနေတော့ကိုကမရမရဘွဲကြီးကနေပြဘောက်တကိုးတွင်းသွားတယ်အစနယ်ရှုံးသွားတယ်ထားအောင်သူတို့ကစားပုံကတော်တော်လေးယုံကြည်မှုရှိလာတော့အမှန်ပဲဒါပေမဲ့အဲ့လိုရှုံးခဲ့ရင်ရတန်ပြတ်တာပေါ့အခုလိုနိုင်ဘွဲရလိုက်တဲ့အခါကျတော့ယုံကြည်မှုလည်းပို့ပြီးတော့မြင့်တယ် ဟိုပထမပိုင်းမှာတော့တကယ် sparkling မဖြစ်ဘူးဗျပထမပိုင်းမှာ Arsenal ကစားတဲ့ပုံစံကဒါပေမဲ့သူတို့ဒီတဖြည်းဖြည်းနဲ့ဒီဘယ်လိုခေါ်မလဲတန်ဖိုးကိုတိဆောက်တယ်အဲ့ဒီအပိုင်းပြီးတော့ resilience ကိုသူတို့ပြသနိုင်တယ်နောက် tactical changes တွေမှာဟိုထိရောက်တဲ့ထိရောက်စီမဲ့လူစင်းလဲသူတို့မှာရှိတယ်တကယ် high quality ဒီ dub နော် squad dub ဖြစ်တဲ့ဆိုတဲ့အပိုင်းမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်ဆုံးကျတော့ဒါ Arsenal နိုင်သွားတယ်ပေါ့ဆိုတော့ဒီပွဲမှာ Arsenal နဲ့ပတ်သက်ပြီးတော့ဒီ အဓိကပြောချင်တဲ့သုံးချက်ရှိတယ်တစ်ခုကမီကယ်အာတတာရဲ့ evolution အဲ့ evolution ဆိုတာကတခြားမဟုတ်ဘူး tactical ဘိုင်းဆိုင်ရာ evolution ကိုခဏလေးထားလိုက်အောင် tactical မှာလည်းသူတို့အရာတွေခွဲထွက်နေပြီဟို david ray ဟာအခုဒီဘက်မှာကစားသွားတဲ့ပုံစံကိုကြည့်ဟိုဘလော့ကောမလားဆိုတော့ long go kick တွေကို long ball တွေပဲတော်တော်များများကန်သွားတယ် short pass တွေနည်းသွားပြီဘလိုလားပဲနဲ့ဟိုကိုက press အလုံးမခံတော့ဘူးပြီးတော့အရင်တော့က တိုက်အထောင်တိုက်စစ်နေမှာက aerial jewel တည်းရင်ဆိုင်နိုင်တဲ့သူမရှိဘူးအခု vector records ကြည့်တဲ့အခါကျတော့အဲ့ဒီအလုပ်ကိုပို့ပြီးတော့ပို့ပြီးတော့လောက်လာတော့တွေ့ရတယ်မနေ့ကဒူးတဲ့ရာသီဥတ်ကတည်းကစပြီးတော့ပြောင်းနေပြီအာဆနယ်ကဒီကိုးပေါင်မှာကိုးသမားနဲ့ခက်စစ်ကစားသမားတွေနဲ့ပေးတဲ့တွေ့ရချင်းလောက်တဲ့ဆိုတဲ့ပုံစံကလည်းနည်းနည်းချင်းဆော့ခွာလာရင်လည်းအခုတရားသမားဆိုတော်တော်လေးဆော့ခွာသွားပြီနောက်တစ်ခုဒီဆော့ဆော့ပြောသလိုပဲ starting 11က control ကို bait လောက်တယ်ပြီးတော့ဒီလူစားဝင်တဲ့ကစားသမားတွေက အကိုတွေတွန်းသွားတယ်ဆိုတဲ့အနေအထားကဟိုအတင်းကြီးတက်တင်းဆန်တယ်နော်နောက်တစ်ချက်ဒီ psychological wing ပေါ့နော် summaries မှာပုံမှန်အဖြစ်တော့ summaries ကဟိုနည်းနည်းကစားခတ်တယ်ဒါပေမဲ့အတင်းတွေရဲ့ function တွေ reduce ဖြစ်သွားတယ်ဆိုပြီးတော့နာမည်ကြီးတဲ့ခွင်မျိုးဆိုတော့ Arsenal ကိုယ်တိုင်တော့မှဒီ silence ဖြစ်ခဲ့တယ်ပထမပိုင်းမှာဒါပေမဲ့တဖြည်းဖြည်းနဲ့သူတို့ရဲ့ maturity ကိုပြတယ်ပြီးတော့ clean sheet ယူသွားတယ် AC clean sheet ယူသွားတယ်ဟို Bilbao ကိုအခွင့်အရေးအများကြီးမပေးဘဲနဲ့ ီကန်ရှစ်ပြူသွားတယ်ဆိုတော့ဒီနေရာမှာလည်းဒါဟို psychological အရာပြောမှာဆိုအာဆနာဟာအိမ်ကွင်းအဝေးကွင်းမရွေးဘဲနဲ့သူတို့ဟိုအလုပ်ကိုအေးအေးဆေးဆေးလုပ်တတ်လာပြီဆိုတော့မြင်ရတယ်နောက်တစ်ချက်ကပါလဲဆိုတော့အခုကျွန်တော်ပြောတာ Arteta evolution လို့ပြောတယ်အဲပြီးတော့ဒီ psychological ကိုကျွန်တော်ပြောတယ်နောက်ဆုံးတစ်ချက်က signal ပေါ့နော်တဖြည်းဖြည်းနဲ့အချက်ပြလာပြီသူတို့ဒီ Champions League မှာ highest level အသင်းတွေထဲမှာ ပါလာပြီဆိုတဲ့ဟာကိုတို့အချက်ပြတော့လာကျွန်တော်မြင်တယ်။ဟိုအဝေးကမှတို့အခုဒုတိယပိုင်းကစားသွားတဲ့ပုံစံကတကယ်တကယ်ကိုဒီဘယ်လိုပြောမလဲ။ဟို authority အပြည့်နဲ့တို့ ACC game ကိုထိန်းချုပ်ပြီးတော့အချိန်တန်ငါတို့နိုင်မှာပဲဆိုတဲ့ဆရာကြီးပုံစံမျိုးနဲ့နိုင်လာ။အဲအဲ့ဒီဟာကိုကျွန်တော်အားရတယ်။ဆိုတော့ဟိုကစားရတကယ်ကွင်းထဲကကစားရတကယ်ခြေစွမ်းကတော့အရန်အားရမှာရှိဘူး။ တော့ဒီလိုပွဲမျိုးကဒါ professional win ကျွန်တော်ဒါအားကလေး win လို့မသတ်မှတ်ဘူး professional win ဒီလိုနိုင်ပွဲတွေကဒီလိုအကောင်းဆုံးပုံစံကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုမဟုတ်တဲ့အချိန်မှာမပြတတ်နိုင်တဲ့အချိန်မှာဒီလိုနိုင်ပွဲတွေကိုယူနိုင်ရမယ်အဲယူလဲယူသွားတယ်ပြီးတော့ maternally maternally ကဟိုဒီပွဲမှာအခုဒါတကိုးသွင်းသွားတယ်တကိုးဖန်တီးပေးသွားတယ် Leonardo Trossard လို့ပဲဒါပေမဲ့ maternally ကပို့ပြီးတော့အရေးကြီးတယ်လို့ပဲပြောရမယ်သူ့ကိုကသူ့ကိုက ဟိုအာထက်တာရဲ့ဆုံးဖြတ်ချက်တွေမှန်တယ်တက်တက်ကချင်းဂျက်တွေမှန်တယ်ဂိမ်းမြေရတန်ချိန်းတယ်ဆိုတာမျိုးတွေကိုအကုန်လုံးဖြစ်သွားစီတာကသူ့ကိုဆိုတော့ပြီးတော့ဒီသူ့ twin go ရဲ့ quality ကပိုပြီးတော့မြင့်တယ်လို့လည်းပြောရမယ်ကိုခံစစ်စုံကလည်းကိုယ်ကဒီ online ဆိုင်မှာကန်တန်လိုက်တဲ့ follow ကိုခံစစ်စုံကလည်းပြီးတော့ကောင်းတိုက်ထုတ်တယ်အဲ့မှာ area တာတယ်ဒုတိယတစ်ဆင့်အဲ့ကြလာတဲ့ဘောလုံးကွင်းလယ်ကိုရောက်တယ် diagonal ဒီ flat လောက်လိုက်တယ် ဒီနောက်ဒီဘလို့စင်တာဆဝိုင်းကိုရောက်တယ်ဒီလီယန်ဒိုထရဆာအသာလေးမပြလိုက်တယ်နောက်ပြန်လေးလမ်းကြောင်းလေးကိုဆိုတော့အမမာတနလီကသူ့ရဲ့ face သူ့ရဲ့ power သူ့ရဲ့ explosiveness အကုန်လုံးကိုတုံးပြီးတော့ကိုယ်တွင်းသွားတွင်းသွားတဲ့အခါမှာအဲကျွန်တော်မညာတန်းပြောရရင်တကယ်ကိုကံသွင်းတဲ့အချိန်မှာထုံးစံတယ်မာတနလီရဲ့ကံချက်ဟာတော်တော်အေးသွေးနှိမ့်တယ်ဒါပေမဲ့ ရေသွေးနေပြီမဲ့သူ့မှာပါလာတဲ့ face ရဲ့ပြီးလွတ်ထွက်သွားတဲ့ပုံစံရဲ့ကိုသမားကိုစိုးရင်စိတ်ဝင်သေးတာရဲ့ online salmon ကိုတိုင် ready မဖြစ်တာရဲ့အဲ့ပေါ်လုံးကသူ့ချမ်းရောက်တော့ကိုသွားတော့ဆိုတော့အဲ့မှာကျွန်တော်တို့အဓိကတော့ဒီအဆုံးသက်အရေးအသွေးထက်ဒီနေရာမှာသူညှစ်ထုတ်သွားတဲ့သူ့ရဲ့ပေါက်ကွဲအောင်တော့တကယ်လေးသားတကယ်ကြီးလက်ကြီးကျိုးတယ်ပြီးတော့ martinelli ကပြစ်ပယ်ရမယ်ကစားသမားမဟုတ်ဘူး martinelli ကအရန်ခုံမှာ ဒီအကွင်းအထဲမှာ first line up က9 word build up လုပ်နေရင်းနဲ့အစမပြေဖြစ်တဲ့အချိန်မှာအဲ့လိုဝင်လာပြီးတော့လွတ်တဲ့နေရာအားနေတဲ့နေရာမောပန်းနေတဲ့နေရာလိုဖောက်ခွဲပြရမယ့်ကစားသမားဆိုတာလုံးဝသိကြတယ်ဆိုတော့သူ့စီကနေသူ့စီကနေပြီးတော့ဟို leading role ကိုမျောလင်းနေလို့မှားမယ်ဒါပေမဲ့သူ့စီကနေ super sub role ကတော့တကယ်မှမျောလင်းနေတယ်ဆိုတာတွေ့ရတယ် leading role ကတော့ဒီဘက်မှာဒါ maternal ရဲ့ goal အတွက်သူ phantom ပြရတာကောင်းသလိုဒုတိယ goal ကိုလည်းသူတွင်းတယ် ီးတော့ဒီတဝင်းလုံးသူ like ကစားနေတွေ့ရမယ်ကျွန်တော်အရင်တော့အားမရဘူးဆိုတော့ Leandro Trossard ကတော့ဟုတ်ပဲဒီ Camille Ro အနေနဲ့ပဲရမယာကသုံးတော့ပြီးပြည်တွင်း cup ပွဲဒီမှာသုံးဒီကိုဒီ squad ဒီ squad ကိုအဓိကကစားသမားတွေကိုအနာပြေးခြင်းတဲ့အချိန်မှာသုံးဒီလောက်ပဲသုံးတင်တယ်ဆိုတော့ဒါနောက်ဆုံးတော့ဒီ Arsenal ရဲ့နိုင်ပွဲကထားလိုက်တန်တယ်နဲ့ဟိုအနိုင်ရသွားတယ်ပြီးတော့ဒီ Champions League ပြိုင်ပွဲမှာအဖွင့်ပေါ့နော်အဖွင့်သုံးမှတ်ယူသွားတယ်ပြီးတော့ Spain club တွေကို အာဆနယ်တောက်ချောက်အနားကျင်းလာဒါနဲ့ဆို6ပွဲသက်တိုက်ဖြစ်သွားတယ်ပေါ့နော် home away home away နဲ့ဒီ Sevilla ကိုနှစ်ပွဲသက်နိုင်တယ်ပြီးတော့အာ Girona ကိုနိုင်တယ် Real Madrid ကိုနှစ်ပွဲနိုင်တယ်အခု Bilbao ကို away ကိုမှထပ်နိုင်တယ်နော်ဆိုတော့ဒါတော့ဒီ Bilbao 0-2 Arsenal ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ football မှာ surprise တို့များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်